မင်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မြမဒေါ်လာရင်းရှိဆက်ဘလောက်သွားနိုင်မလဲဆိုတာတရုတ်ဆုံးဖြတ်နေရင်ဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံကမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေတဲ့မြေပြင်အခြေအနေတွေကိုပုံမထင်းချုံလာနိုင်တာကြောင့်ဒေါ်လာရင်းအင်အားစုများပေါ်ကြီးမားတဲ့တရားမှုတွေရှိလာနေပြီဖြစ်ပါတယ်2022ခုနှစ်ဖေဖော်ဝါရီအာနာသိမ့်ပြီးကတည်းကမြန်မာနိုင်ငံကမကြုံစပူဘီယံပဓာအခြေအနေကိုရောက်ရှိခဲ့ရပါတယ်နိုင်ငံတော်စစ်တပ်ရဲ့ပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့ပြည်သူဒေါ်လာရင်းခုခံမှုတွေအကြားတိုင်းပြည်နဲ့တိုးချင်ခဲ့ရ ရင်နှစ်ပေါင်းများစွာရပ်တည်ခဲ့ကြတဲ့လူမျိုးစုလက်နက်ကိုင်းအဖွဲ့အစည်းတွေပြင်လူနှစ်အတွင်းတနိုင်ငံလုံးအတိုင်းအတာနဲ့လက်နက်ကိုင်းအဖွဲ့တင်900ကျော်ပေါ်ပေါက်လာပြီးအာနာသိန်းစစ်အုပ်စုနဲ့နိုင်ငံအနှံ့စစ်ပွဲတွေပြန့်ကျဲစွာဖြစ်ပွားနေတယ်။ ပြောင်ကြားစဉ်နဲ့စတင်ခင်ရကလုံလုံလျာလျာပတ်ပေါင်းစုံလက်နက်ကင်ပဋိပက္ခအဖြစ်တိုးမြင့်လာခဲ့တဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းအဖွဲ့ပေါင်းစုံကြားလက်နက်ကင်တိုက်ပွဲပေါင်း16000ကျော်ဖြစ်ပွားခဲ့ပြီးအရှိတောင်အားရှိုင်းရဲ့တမိုင်းမှာအပြင်းထန်ဆုံးပြည်ရင်းပဋိပက္ခတွေကတခုဖြစ်လာခဲ့တယ်။အရခတက်တော်အင်းမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MND နဲ့တောင်မျိုးသားလူမျိုးရေးတမတော် TNL တို့ပါဝင်တဲ့ညီနောင်မဟာမိတ်တုံးဖွဲ့က2023အောက်တိုဘာလ29ရက်မှာ2029စစ်စင်ကိုစတင်လိုက်ချိန်မှာတော့အချုပ်ကွေ့ကြည့် ီရပြင်လာခဲ့တယ် အခြားသောတော်လိုင်းတပ်ဖွဲ့တွေနဲ့ဒူပူပေါင်းလှုပ်ဆောင်ကြရင်နေမြေတွေသိမ်းနိုင်ငံအနှံ့ကချက်ချကြတဲ့အမာကန်တွေကနေစစ်တပ်ကိုမောင်းထုတ်ပြီးမြန်မာစစ်တပ်ကိုတီတီတာတာထိုးနှက်နိုင်ခဲ့တယ်။အထင်ရှားဆုံးအောင်ပွဲလို့ပြောရမယ်ဆိုရင် MND နဲ့၎င်းမဟာမိတ်တွေကရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီးမြမပြည်ရင်းစစ်သမိုင်းမှာမကြုံဆက်ဘူးအောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်။တပတ်မှလည်းတရုတ်နိုင်ငံကကြာမြင့်စွာကလေးကမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေတွေမှာတိတ်တဆိတ်လွှမ်းမိုးနိုင်စွမ်းရှိတဲ့အဓိကဩဇာ ါလွှမ်းမိုးသူအဖြစ်ကာလရှည်ရှိခဲ့တယ်။ဒါပေမဲ့လည်း2021အာဏာသိမ်းပြီးနောက်ပိုင်းဘေကျင်းဟာနေဆက်တလျှောက်ကဖြစ်ပေါ်တိုးတက်မှုတွေကိုစောင့်ကြည့်ရင်းနဲ့၎င်းရဲ့မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုတွေမတိမငင်ဖြစ်မှုကနေကာကွယ်လိုတာကြောင့်သူ့ရဲ့မြန်မာနိုင်ငံရေးချဉ်ကပ်မှုကို ပြန်လည်တုံ့တက်ခဲ့တယ်။2029စစ်စင်ကြီးဒုတိယပိုင်းမှာတော့တင်ယုံမြင့်ခန်းကဏ္ဍကပုံမူထင်ရှားလာပြီးစစ်ကောင်စီနဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေကြားအတင်းအကျပ်ဖြန့်ဖြေးလုပ်ငန်းတွေမှာပုံမူအားထင်လောက်ကင်လာတယ်။ ဒီတစ်ချိန်မှာတော့ဘီဂျင်းက၎င်းရဲ့ကိုပိုင်းဂျိုစီဝါနဲ့ကိုက်ညီတဲ့ဖြည့်ရှင်ချက်တစ်ခုရဖို့တွန်းအားပေးလှုံ့ဆော်ခဲ့တဲ့ဆင်အာနာရှင်နေနဲ့တော်လိုင်းအကြကလက်ရှိအင်အားမညီမျှမှုတွေကိုထိမ့်သိမ့်ဖို့အကြိုးပမ်းခဲ့ပြီးဒေသတွေမှာတရုတ်ရဲ့ဩဇာလွှတ်မှုမှုကိုထိခိုက်စေနိုင်ပေမယ့်ပင်အင်အားစုကိုမှအင်အားကောင်းမလာအောင်လှုံ့ဆော်နိုင်ခဲ့တယ်။ တန်တမန်ဤဖီအာရီနဲ့စီးပွားရေးမလုံးတွေကိုရောနှောအသုံးပြုခဲ့တဲ့တင်ယုံဟာ၎င်းလိုလာတဲ့ရလတ်ကိုရယူနိုင်ခဲ့တဲ့ဒါကတော့လာရှုမျိုးကို6လကြာသိမ်းပိုက်ထားတဲ့ MND တပ်ဖွဲ့က2025 AB လမှာတော့လာရှုမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လွှဲပေးခဲ့ရပါတယ်။ဒီကိစ္စမျိုးကတင်ယုံချောင်းဝင်မှုသားမရှိရင်စဉ်းစားလို့တော့မရတဲ့အရွေတစ်ခုပါ။ဒီဖြစ်ရက်ကတခုတည်းတော့ဖြစ်ရမဟုတ်ခဲ့သလိုဒါကမြန်မာနိုင်ငံတွင်းကမြေပြင်အခြေအနေရလတ်တွေပေါ်လွှမ်းမိုးနိုင်တဲ့တင်ယုံရဲ့စွမ်းရည်ပိုကြီးထွန်းလာတာကိုပြသနေတဲ့ပုံမူကျပြတဲ့အလေးထားတစ်ခု ဖြစ်အနေနဲ့လည်းညွှန်ပြနေတယ်။ဒီဖြစ်ရပ်တွေပိုများလာတဲ့များပင်ချင်းဟာစိတ်ဆန်ညှိနှိုင်းရေးစပွဲဝိုင်းမှာဘယ်သူတွေထိုင်ရမယ်ဆိုတာတင်မကတော့ဘူး။ညှိနှိုင်းရလမှုတွေရဘယ်သူကဘယ်အရာကိုရရမယ်ဆိုတာကိုပါဆုံးဖြတ်လာပါတယ်။မြန်မာတော်လိုင်းအင်အားစုတွေအတွက်ကတော့တန်ရမှုတွေကကြီးမားလေးနဲ့ပါတယ်။တရုတ်ဟာသူ့ရဲ့မြန်မာနိုင်ငံတွင်ဝင်ရောက်ဆွတ်ဖက်မှုကိုစီရင် အဆင့်တင်မကတော့ပဲနိုင်ငံရေးကိုပါပြောင်းလဲနိုင်စွမ်းဖြစ်အောင်ပုံဖော်နေတာပါ။တချိန်တည်းမှာပဲမြန်မာနိုင်ငံရဲ့အနာဂတ်ကိုတရုတ်ကဥဆောင်ဆုံးဖြတ်တဲ့အခါအဓိကအကျိုးဆက်သုံးခုရှိပါတယ်။ပထမဆုံးတော့အဓိကတန်ရာမှုကမြန်မာဒေါ်လာရင်းဖွဲ့ရင်းနေနဲ့စည်းအောင်ပွင့်ရဖို့ကြိုးပမ်းရမှာမဟာဗျူဟာညာအမြင့်ဆုံးမရအောင်တရုတ်နေနဲ့ထီထီရောက်ရောက်ကန့်သက်တားဆီးနေတာပါ။ဒေါ်လာရင်းအတွက်အဆုံးသက်တိုက်ပွဲဗျူဟာကရှင်းပါတယ်။လက်နက်ကင်ဒေါ်လာရင်းကတဆင်ဆင်အာနာရှင်တွေကိုဖျက်ချဖို့ကအဓိကကြပါတယ်။ဒါပေမဲ့ရှမ်းမြောက်ဒေသမှာထင်ထင်ရှားရှားမြင်တွေ့ကြရတဲ့တရုတ် င်အတင်းအကျပ်ပြန်ဖြေတဲ့ပုံစံကဒီမန်ချက်ကိုတိမ်တိမ်မွေ့မွေ့နဲ့ထိခိုက်ပြက်ပြားစေပါတယ်။ပေကျင်းအနေနဲ့တော်လိုင်းအင်အားစုတွေလက်ထင်ရောက်နေတဲ့မြို့တိုင်းမြို့တိုင်းပေါ်မှာတုံ့ပြန်တာမျိုးမလုပ်တော့ပေမယ့်၎င်း၏အထူးအကျိုးစီးပွားအန်ဒီရရှိလာတဲ့ အခါကျောင်းဝင်ဆော့ဖက်ဖို့အဆင်သင့်ရှိကြောင်းရှင်းရှင်းလင်းလင်းပြသရင်ရှင်းလင်းတဲ့အချက်အနေနဲ့ပေကျင်းကစီးတစ်ခုမတတ်မှတ်သေးပဲတော်လိုင်းအဖွဲ့ရင်းနဲ့ဘလောင်ဝေဝေသွားနိုင်မလဲဆိုတာကန့်သက်တွေရှိရဲ့လို့ဆိုပါတယ်ဒီကိစ္စမှာတင်ယုတ်ဟာစစ်ကောင်စီဘက်ကရက်တလားတော်လိုင်းဘက်ကရက်တလားဆိုတဲ့ယိုယိုရှင်းရှင်းကိစ္စတည်းရမဟုတ်ပါဘူးအဲ့ဒီအစားတဟာပုံမူခြေပြက်နဲ့မဟာပြူဟာတွက်ချက်မှုတည်းရကိုထင်ဟပ်နေတယ်ဘာလဲဆိုရင်မငြိမ်သက်တဲ့မြန်မာနိုင်ငံရဲ့အင်အားညီများချင်းတည်းရမှာမြေပြင်ဟန်ချက်ညှိကြဲလို့သွားတာမျိုးလို့ပြောလို့ရနိုင်ပါတယ် ။ဗီဂျင်းရဲ့ရှုနောက်ကကျင်းရင်နိုင်ငံအရာကွဲကွဲပြားပြားဖြစ်နေတဲ့မြန်မာကနေနမိညာအစိမ့်စိမ့်မွားမွားနေနေကြတဲ့မြန်မာချက်အစပေါင်းများစွာပုံမိုးစီမံခံကွယ်နိုင်တာပါ။အာနေပြီးကွဲပြဲနေပြီမင်းနေမြင်အရာငကိုတိုင်းဖြစ်နေတဲ့နိုင်ငံတစ်ခုကတရုတ်ရဲ့ရေရှင်အကျိုးစီးပွားကိုပိုကောင်းစွာဖြစ်တော်စီမာဖြစ်ပြီးနိုင်ငံပြုတ်ကွဲမှုဒါမှမဟုတ်ဒေတာမတည်ငြိမ်မှုတွေမှာကင်းဝေးစွာဖြင့်အကျိုးသက်ရောက်မှုရှာဖွေနိုင်မှာလည်းဖြစ်ပါတယ်။တနည်းအားဖြင့်ဗီဂျင်းအလိုရှိတဲ့တရုတ်ပုံစံဟာတရုတ်ရဲ့မဟာပြူဟာအကျိုးစီးပွားကို ထန်းဆောင်ဖို့လုံလောက်တဲ့အားနည်းနေတဲ့ပုံမပြတ်မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ဒုတိယအရေးပါတဲ့တရားမှုကမြန်မာနိုင်ငံအတွက်ရည်ညွှန်းချက်တစ်ခုဖြစ်လာတဲ့တရုတ်နီတရုတ်ဟန်ပဋိပက္ခရက်စင်းပုံစံပေါ်ထွက်လာမှာပဲဖြစ်ပါတယ်။အနောက်နိုင်ငံအလူရှင်တွေနဲ့အစိုးရတွေဟာပြစ်ခတ်ရက်စင်းမှုစောင့်ကြည့်တိုက်ဆုံဆွေးနွေးမှုအစဉ်ပြေချောမွေ့စေရင်းနဲ့အဖွဲ့အစည်းတိုင်းမှာရှန်နီးယားတွေဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးပြီးမြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာနှစ်ပေါင်းများစွာကြာအောင်ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ဒါပေမဲ့ရလက်တွေကတော့တာရှိခံမှုအားနည်းပြီးကြီးကောင်းရုံများသာဖြစ်ခဲ့တယ်။စန့်ကျင်ဘဏ်အနေနဲ့တင်ရုပ်ကတော့ရတ္တီပြန်ခိုင်ခိုင်မာမာအတင်းအကျပ်ဝင်ရောက်ပြန်ပြေးပြီးပြစ်ခတ်ရယ်ဆယ်မှုစောင့်ကြည့်ရင်မှသူကိုယ်တိုင်တိုင်းရိုက်ပါဝင်နေတယ်။ သူ့ရဲ့ကိုပိုင်ဟန်ကိုမြင့်တင်နေပါတယ်။လက်တလောလာရှုမြို့လွဲပြောင်မှုက၎င်းရဲ့အခန်းကဏ္ဍကိုဥပမာပေးရမှာဖြစ်တဲ့တကယ်လို့လာရှုလုပ်ငန်းစဉ်ထိရောက်တဲ့ဆိုရင်၎င်းတို့အတွက်တာဟာမြမအနာဂတ်ပဋိပက္ခကိုဘယ်လိုစီမံမလဲဆိုတာအတွက်နမူနာဖြစ်လာပါလိမ့်မယ်။ပြီးရင်ဘေကျင်းရဲ့မဟာပြူဟာမြောက်တွက်ချက်မှုတွေနဲ့တူပုံဖော်ခံရအောင်မှာလည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲပဏိပကရော့ပိုင်းဆိုင်ရာပုံဖော်နေတဲ့တရုတ်ရဲ့ကြီးထွားလာတဲ့လွှမ်းမိုးမှုဟာအထူးသဖြင့်အမေရိကန်ကမြန်မာနိုင်ငံဆိုင်ရာဖွဲ့စည်းရေးကိုရှမ်ပုံငွေရှော့ချလိုက်တဲ့အချိန်မှာပုံမထင်ရှားလာပါတယ်။ဒါအပြင်ပြင်းချင်းဟာပြည်တွင်းမှာအရှိပါတဲ့သူတွေထံမှသာမကထိုင်းနဲ့မလေးရှားတို့လိုစိတ်ဆန်ညှိနှိုင်းဖြစ်စဉ်တိုင်းပေါ်မလွဲမသွေပုံဖော်ပြီးရဩစာလွှမ်းမိုးမှုရှိတဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေပေါ်မှာလည်းလွှမ်းမိုးနိုင်ပါတယ်။ဒါပေမဲ့တရုတ်ဟာအကြမ်းဖက်မှုရှော့ချရေးကိုကူညီဆောင်ရွက်နိုင်ပြီမဲ့လေရှေးရှေးတိတက်ခံရတဲ့ငြိမ်းချမ်းရေးမှာလိုအပ်တဲ့ပုံမနဲ့တဲ့ ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုအားပေးမြင့်တင်ဖို့တော့မဖြစ်နိုင်ပါဘူး။တရားမျှတမှုတာဝန်ကြီးများမှုနဲ့ရှိရှိနိုင်ငံရေးဖြည့်ရှင်ရေးနဲ့သတ်မှတ်ထားတဲ့အပြုသဘောဆောင်နဲ့ငြိမ်းချမ်းရေးဆိုတာကလည်း၎င်းရဲ့မဟာဗျူဟာအကျိုးစီးပွားရေးနဲ့လိုင်ရောညီထွေမဖြစ်နိုင်သလိုဒီကနေ့မြန်မာနိုင်ငံတွင်အခြေအနေအတွက်လက်တွေ့ကြတဲ့ရှင်မချက်တစ်ခုလည်းဖြစ်ပေါ်မပေါ်ပါဘူး။ မြန်မာနိုင်ငံအတွင်းတရုတ်ရဲ့တိုင်းရိုင်းဝင်ရောက်ဆက်ဖက်မှု တိုးလာမှုမှာကမ္ဘာနိုင်ငံကြီးရာအရေးပါတဲ့တန်ရောက်မှုတွေနဲ့လည်းဆက်ဆံနေပြန်ပါတယ်။လက်ရှိကမ္ဘာအခင်းကျင်းမှာအမေရိကန်နဲ့တရုတ်ကြားနိုင်ငံလိလျူရှုမှုနဲ့နိုင်ငံပြိုင်ဆိုင်မှုဆိုတဲ့လမ်းကြောင်းနှစ်ခုပေါ်ထွက်လာတဲ့ဒီအခြေအနေနဲ့ဆက်လုံးကမြန်မာနိုင်ငံရဲ့ရေရှည်ကြိုးစည်းဝအတွက်ကြီးမားတဲ့အန္တရာယ်ကိုဖြစ်ပေါ်စေတယ်။ ပထဝီနိုင်ငံကြီးရာလိလီယိုရှုမဲ့ကိစ္စဆိုရင် အခြားသောကမ္ဘာအရေးပေါ်အခြေအနေတွေနဲ့ပြည်တွင်းဦးစားပေးမှုတွေကြောင့်ပင်ပန်းနွမ်းနယ်နေတဲ့နိုင်ငံတကာအတိုင်းဝိုင်းဟာတရုတ်ကိုအသာစီးပေးမဲ့အခြေအနေကိုဖန်တီးသလိုဖြစ်သွားစေနိုင်ပါတယ်။ မြန်မာလက်ရှိအိန္ဒိယနေအပါဝင်ဒေသရင်းနိုင်ငံတွေအနေနဲ့ရှေးရှေးတည်တံ့ခံရတဲ့ငြိမ်းချမ်းတည်ဆောက်မှုနဲ့ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထက်ရေဒိုတည်ငြိမ်ရေးနဲ့၎င်းတို့ရဲ့မဟာဗျူဟာအကျိုးစီးပွားဥက္ကဋ်ပေါ်အတွက်ပင်ဦးစားပေးပါလိမ့်မယ်။ဒီလိုချင်းနေမျိုးမှာတင်ယုံဟာမြန်မာရဲ့ပဋိပက္ခနောက်ပိုင်းကာလအတွင်းကူးပြောင်းရေးကို၎င်းရဲ့မဟာဗျူဟာတိုင်ဦးဆောင်နိုင်မှာဖြစ်ပြီး၎င်းရဲ့ဥတီချက်တွေကိုသွေဖယ်နိုင်မှုအနည်းငယ်သာရှိပါလိမ့်မယ်။မြန်မာအနာဂတ်ပုံဖော်ခွင့်ကိုပေကျင်းတို့ခွင့်ပြုထားတဲ့ဒီခင်းချင်းဟာပထဝီနိုင်ငံကြီးရဲ့လက်လျော်ရှုမှုရဲ့ရလဒ်အစိုးတစ်ခုလည်းဖြစ် စေနိုင်ပါတယ်။ဒါ့ပြင်အခြားရွေးချယ်စရာလမ်းကြောင်းကလည်းပိုလိုအနေရများနိုင်ပါတယ်။အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုပြန်လည်မြင့်တက်လာခြင်းကမဟာပြူဟာတားဆီးမှုတွေမတည်ငြိမ်အောင်လှုပ်ဆောင်မှုတွေနဲ့ဩဆာလွှမ်းမှုမှုတင်ရန်စာတရီအတွက်ပိုင်းဆိုင်မှုများစွာနဲ့မြန်မာနိုင်ငံကိုဗျံပရာချင်းနေတဲ့ပုံမှုနဲ့ဆိုင်စွာထိုးစစ် သွားစေနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံဟာစစ်မှန်တဲ့နိုင်ငံတကာပံ့ပိုးကူညီမှုထက်ပထဝီနိုင်ငံရေးအားပြိုင်မှုအတွက်နိုင်ငံရေးကစားခွင့်တစ်ခုဖြစ်လာနိုင်ပါတယ်အာနာလီဟာနယ်ရီပိုကျေလာမယ်နိုင်ငံပိုင်အဖွဲ့အစည်းတွေထပ်ပြိုလဲသွားမယ်လက်နက်ကုန်ကူးမှုကနေမူရင်စေဝါထုတ်လုပ်တဲ့ဒီတရားမဝင်စီးပွားရေးပုံမကြီးထွားလာမယ်ရိုးရိုးရှင်းရှင်းပြောရရင်ဒုတိယလမ်းကြောင်းက ကပ်ပြီးဆိုင်ရောက်သွားစေနိုင်ပါတယ်လင်းလျောရှိမှုကြောင့်ဖြစ်ဖြစ်ပြိုင်ဆိုင်မှုကြောင့်ဖြစ်ဖြစ်နိုင်ငံတကာအတိုင်ဝန်ကတာဝန်သိသည့်ဆောင်ရွက်ဖို့ပြက်ကွက်ခြင်းကမြန်မာနိုင်ငံကိုငြိမ်းချမ်းတဲ့တာယာဝါပြောတဲ့အနာဂတ်စီကိုပို့ဆောင်မှာမဟုတ်ပဲထိရှာလွယ်ပြီးပြပချဲလဲမှုခံနေရတဲ့အနာဂတ်စီကိုပို့ဆောင်သွားမယ့် NDA ကိုဖြစ်စေပါတယ်မြန်မာနိုင်ငံက2021ခုနှစ် အာနာသိမ့်မှုမတိုင်မီကြုံတွေ့နေရတဲ့နိုင်ငံရေးချက်တဲကိုကြော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။မြန်မာပြည်ဟာခုချိန်မှာစစ်အာဏာရှင်တွေရဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နှစ်ဖက်စလုံးကအလျှော့မပေးတဲ့လုပ်ငန်းစဉ်ကိုစီမှာပိတ်မိနေပြီးရှေးလျားရှုပ်ထွေးရဲ့ပြည်တွင်းပဋိပက္ခတွေမှာအမြင့်တွဲနေပြီဖြစ်ပါတယ်။တချိန်တည်းမှာနိုင်ငံတကာကလည်းမြန်မာပေါ်စိတ်ဝင်စားမှုညှော့နေနေပြီးအခြားသောကမ္ဘာကြီးပေါ်အခြေအနေတွေပေါ်အာရုံပြန့်လွင့်ကအထိပ္ပယ်ရှိတဲ့ပအဝင်ဆောင်ရွက်မှုတွေကိုရှောင်ရှားနေပါတယ်။ဒီလိုအနေထားမှာမြန်မာအနေနဲ့ပဋိပက္ခတန်တရားနဲ့အစိမ့်စိမ့်မှမှဖြစ်မှုတွေကနေလွန်မြောက်မဲ့ကိုယ်ပိုင်ထွက်ပေါက်ကို အဆုံးစွန်ဒီရွေးချယ်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဂျီတီရှာကိုလိုနီကပညာရှင်ကမင်းမဲစင်ရိုင် အနေနဲ့အများကြာရှည်လာပြီးရဲ့နောက်ကျွန်တို့ရဲ့တားဆင်မြေဆက်တွင်ကမြန်မာနိုင်ငံကိုတင်ရုပ်ရဲ့ပြည်နယ်တစ်ခုအဖြစ်မြင်တွေ့လာနိုင်မယ်လို့တခါကတတိပေးခဲ့ပူပါရယ်ငိမ့်ချန်တော်ကာလာရီမှာအဲ့ဒီလိုမှတ်ချက်မျိုးကချက်ကားလုံးနဲ့ဓမ္မမောအလုံးအကျွန်းတတိပေးရရောက်တယ်လို့ထင်ကောင်းထင်နိုင်ပါရယ်ဒါပေမဲ့တကယ်ကိုမတည်ငြိမ်တဲ့လက်ရှိအချိန်မှာတော့ဖန်နဗတ်ရဲ့စကားတွေက စိတ်မမသက်သာစရာဖြစ်နေရလောက်အောင် အတိအကျမဟုတ်ပဲကန်ညီလာနေပါရယ်သူပြောတဲ့မြန်မာနိုင်ငံဟာတင်ရုပ်ရဲ့ပြည်နယ်တစ်ခုဖြစ်လာမှာမဟုတ်ပေမဲ့တိုင်းပြည်ရဲ့နိုင်ငံရေးနဲ့နေမ ညီပြန်လည်ဖွဲ့စည်းမှုပေါ်ပီကျင်းရဲ့ဩဇာလွှမ်းမိုးမှုချင့်တွင်လာနေရဆိုတာကတော့မမားနိုင်တယ်လို့ပို့ပို့ပြီးတော့လည်းပြက်သားထင်ရှားလာတယ်လို့စောင်းမမရှိတာထားတာကိုတင်ဆက်ပေးလိုက်ရပါရရှင်